စမှုစုံတွေကြားချိတ်ဆက်မှုအကောင်းစီရန်ပင်လယ်ကူးသွင်းမောစိတ်ကန်းတွေ driver တွေအခြေပြုမျိုးသစ်တွေနဲ့တည်ပို့ဆောင်ရေးလမ်းကြောင်းတွေအဆင်ပြေချိုးမွေ့လာစေဖို့နဲ့နိုင်ငံရဲ့စီးပွားရေးဈေးနှုန်းလမ်းမကြီးတစ်ခုပေါ်ထွန်းလာစေဖို့ရည်ရွယ်ပြီးရန်ကုန်မိုးပြံအမြန်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်တည်ဆောက်ရေးအတွက်ရန်ကုန်မိုးပြံအမြန်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်စီမံကိန်းဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြည်နှံမှာဖော်ပြထားပါတယ် အဆိုပါစီမံကိန်းကော်မတီကိုစောက်လွေဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးကဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်ပြီးအဖွဲ့ဝင်တွေအဖြစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ပို့ဆောင်ရေးနယ်စက်တူရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗန္ဓာရေးနယ်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီးလဲဆက်စံဝန်ကြီးဌာနဒုတိယဝန်ကြီးတို့ကဆောင်ရွက်မှာဖြစ်ပြီးအတွင်းမှုအဖြစ်စောက်လွေဝန်ကြီးဌာနဒုတိယဝန်ကြီးကဆောင်ရွက်မှာဖြစ်ကြောင်းသိရပါဗျ။ရန်ကုန်မိုးပြံအမြင်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းစီမံကိန်းဥဆောင်ကော်မတီရဲ့လုပ်ငန်းတာဝန်တွေအဖြစ်ရန်ကုန်မြို့တော်အပြင်ပလန်းတို့ဆက်ဆက်ပြီး လူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လန်းနေရလမ်းဝန်ကြောင်းတွေကိုရှာဖွေဖော်ထုတ်ခြင်းစီမံကိန်းလုပ်ငန်းတွေကိုရည်မှန်းချက်နဲ့အညီထိရောက်အောင်မြင်စွာအကောင့်ထည့်ဖော်နိုင်ရေးအတွက်ဦးစီးဆောင်ရွက်ခြင်းရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းတက်လျှောက်မှာပေါ်ထွက်လာမယ့် logistic head triangle စေကန်းတွေနဲ့အခြေပြုမြို့တစ်တွေဖွံ့ဖြိုးတိုးတက်လာစေအတွက်တက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေတိုင်းဒေသကြီးအစိုးရဖွဲ့တို့ကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း ရန်ကုန်မိုးပြံအမြင်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်ရင်းနှီးမြှုပ်နှံသူတွေကိုဘတ်ဂျက်အသုံးပြုမှုအနည်းဆုံးကိုအခြေပြုပြီး PPP စနစ်နဲ့အကောင့်တွေပေါ်ဆောင်ရွက်ခြင်း PPP စနစ်နဲ့အကောင့်တွေပေါ်ဆောင်ရွက်ရာမှာရခိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနီတွေနဲ့အညီဆောင်ရွက်ခြင်းဥဆောင်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်နေမှုတွေကိုစီးပွားရေးရာကော်မတီမှတစင်ပြောင်းစုဆိုးရွားဖွဲ့သူတင်ပြခြင်းနိုင်ငံတော်ရဲ့ဘတ်ဂျက်တုံးဆွေးရမယ့်ကိစ္စရပ်တွေအပါအဝင်အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ဆက်ဆက်ပြီး ပြည်အောင်စုဆိုရဖွဲ့ရဲ့အတီးပြုချက်ရယူဆောင်ရွက်ခြင်းလို့ဖြစ်ကြောင်းသိရပါဗျ။အဇိုဘာစီမံကိန်းဥဆောင်ကော်မတီဟာစီမံကိန်းတွေအတွက်လိုအပ်တဲ့လုပ်ငန်းကော်မတီတွေနဲ့ဆပ်ကော်မတီတွေဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံပြန်ထမ်းမှဖော်ပြထားပါဗျ။